ဒီအများဆုံးမေးကြတဲ့မိကွန်းပြီးခဲ့ရက်ကခရင်တွေ့ပါတယ်ဆိုတဲ့မိကွန်းတွေပေါ့နော်ပထမဆုံးတစ်ချက်ကတော့အဲ့တော့ရိုင်းတိုင်းချင်းနေနိုင်ငံရေးကိုနိုင်ငံရေးလို့မပြောပဲအော်ဒနာပြောရင်ငါတို့လည်းတင်မတူဆေးငါတို့လည်းတင်မတူရင်ငါတို့ငါမင်းသားမလို့ကရင်ပမာဤတိုင်းအထုပေါင်းမယ်ဆိုတဲ့နော်စောက်တုံးမကြတဲ့စောက်စောက်ရိုင်းတိုင်းချင်းအတွေးခေါ်တွေအဲ့ level ကိုကရှိတယ်အဲ့ level ကိုကြိုက်တယ်ဆိုရင်အဲ့အဲ့မြောင်တော့ကြည့်ပါအဲကျွန်တော်ရှိမှတော့အဲ့အဲ့လိုမျိုးဘယ်တော့မှကြားမှာမဟုတ်နော်အဲ့ပြောလည်းပြောတစ်တော့ကတရားပြပြီးပါပြီနော် ်မိတ်ဆွေတွေမေးကြည့်နော်အဲ့တော့ကို့ရိုင်းတိုင်းလာပြောရအောင်ရင်ရီလေးနဲ့ပြင်းပြုံးလေးပြန်ပြောတတ်တယ်ပြင်းပြုံးလေးပြန်ပြောတတ်တယ်ရိုင်းတိုင်းချင်းကရိုင်းတိုင်းသက်ပဲဒီတစ်ပါးကိုရိုင်းဆိုင်ချင်းကရိုင်းတိုင်းသက်ဒီတစ်ပါးကိုနော်အဲ့ဆဲဆိုရိုင်းချင်းရိုင်းတိုင်းသက်ဒီတစ်ပါးမဟုတ်ဆိုတာအဲ့တော့အကောင်းပြီတော့အဲ့တော့အာဆီယံအတမန်စီးပွားရေးကိုဒီဇိုင်းမဲ့လုပ်နေတဲ့လူတယောက်ဆိုရင်တော့မှတဏိတာဟီလာဟာလာအလေးလိုက်ဖို့အခြေအနေတော့မရှိပါဘူးနော် စီးပွားရေးကိုဖိပြီးလုပ်နေတဲ့တာမန်လူတယောက်ဆိုရင်တော့အဲ့အဖွဲ့အစည်းတစ်ခုအဲကံပဏီတစ်ခုဥဆောင်ရလို့ဆိုလဲပူဆိုးပူဆိုးပေါ့အဲ့အဲ့ထက်ပြောမယ်နိုင်ငံအုပ်ချုပ်နေတဲ့နိုင်ငံရဲ့အကြီးအကဲတွေဆိုပူဆိုးပေါ့အဲ့မလေးရှားနိုင်ငံကမလေးရှားဝန်ကြီးချုပ်ဘာကြောင့်လာလဲဟုတ်ပြီနော်အဲ့တော့ဆုတ်လေးရတယ်ဆိုတော့စဉ်းစားကြအောင်ပေါ့နော်နောက်တစ်ချက်အဲမြန်မာနိုင်ငံကအာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်တယ်နော်အဲ့တော့ခုလက်ရှိမှာတက်မလို့အစိုးရတောင်းယူထားရတယ်အာဆီယံဥက္ကဋ္ဌ တနိုင်ငံနဲ့ပုံစံကြိုင်တာလားအလှည့်ကြတာတနိုင်ငံနဲ့ပုံစံကြိုင်တာလားဒီဟုတ်ရောလက်ကြကြိုင်တာအဲ့ဒါအာဆီယံဖွဲ့ဝင်နိုင်ငံလည်းဖြစ်တယ်မလေးရှားဝန်ကြီးကိုဝင်လာတယ်နော်ထပ်ပြီးရှင်းအောင်ပြောမယ်ဆိုဝန်ကြီးကိုဝင်လာဖိတ်တယ်ဘာလို့မတက်လဲဟုတ်ပြီနော်အဲမတက်ရောက်တာတော့ဒါဝန်နေမိဆိုတဲ့အကြောင်းလည်းပြောထားတယ်နောက်တစ်ခုဒီရေးပေါ်ဘွဲကိုဘယ်လိုအဖွဲ့အစည်းမျိုးမှာ နော်မတားဆီးနိုင်ဘူးဆိုတဲ့ဟာလေးပြောထားတယ်အဲ့ဒါမျိုးကြရင်တော့မျိုးပြန်ပြီးတော့အော်ဒနာပြောရင်မျိုးပြန်ပြီးအောင်ဒီမတင်ဘူးနော်ဘာလို့မျိုးဆိုရင်လဲနော်အစိုးရတရားတက်လာမယ်ဆိုမျိုးအဲ you know လေလိုင်းနေပြပြဝင်းရံပြီးအဲဟိုအင်္ဂလိပ်စာခွေးရစာခေါ်သွားပြီးကောင်းစားနေကြတယ်နော်အဲဒုတိယနိုင်ငံဒုတိယနိုင်ငံအဲ့နိုင်ငံတွေမှာကောင်းစားနေကြလိမ့်မယ်အောင်ခွတ်ပြောက်မှာအရင်ဆိုရင်လဲအဲနောက်တစ်ခုကျတော့ဒီဂျမန်လက်နက်ကိုင်ဖွဲ့စည်းရေးအနေနဲ့အဲနဲ့ပို့ပြီးဆိုရင်လဲအားလေးရှင်းပြအောင်ပေါ့နော်ဒါအေအေနဲ့အေကိစ္စနဲ့ဒါရှင်းပြအောင်ပေါ့နော်အဲ့ဒါအာဆီယံနဲ့အေအေနဲ့ ဒါအများဆုံးမှန်ကြတဲ့အားတွေပေါ့ဘာလို့မတက်ရောက်လဲဘာတွေဆက်ပြီးဖြစ်လာနိုင်လဲဘာတွေဆက်ပြီးမြင်တွေ့ရနိုင်လဲဒီနေ့ကဗနေရ26နှစ်မှတ်တာနော်အဲ့ဒီရောက်မှတာကျွန်တော်ရက်စဲထက်ပြောရဲဆိုတာတော်တော်ရှားတယ်မှတ်လားကျွန်တော်ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ကကျွန်တော်ပြောတာပါเนาะအဲ့ဒါဘာဒီတွေ့မြင်ရနိုင်တယ်တွေ့မြင်ရလာနိုင်တယ်ဟုတ်ပြီเนาะအဲ့တော့ကောင်းပြီ ဲအဲ့ဒါဆိုရင်တော့တခုတော့မေးခြင်းလေကဲဟိုဘက်ကရိုင်းနှင်းကြီးနေပြောကြတဲ့ကောင်တွေဘယ်နိုင်ငံကတရားဝင်အခမ်းအနားတွေမင်းတို့ကိုဘယ်နိုင်ငံကဖိတ်ကြလဲဟမ်အစိုးရမိမိအစိုးရဆိုတဲ့တောင်ဝတရားယူတယ်အစိုးရတောင်အစိုးရအနေနဲ့လုပ်ပေးရမယ့်တောင်ဝတရားရှိတယ်ဥပမာလူပိန်းသားလေးအောင်ပြောရမယ်ဟိုကြောက်ဒီကြောက်လေးဒါထားလိုက်စကားကြောလေးရှိပါလိမ့်မယ် စစ်ပွဲကြောင့်မြို့တစ်မြို့ပျက်စီးပြီမင်းတို့ထိန်းချုပ်လာတဲ့အချိန်မှာအမျိုးကြီးကဘာဖြစ်သွားလဲအမေဆုံးတော်ကြီးဖြစ်သွားတယ်အမေဆုံးတော်ကြီးဖြစ်သွားတယ်ဟုတ်ပြီလားလေစစ်တပ်ကပြန်လဲထိန်းချုပ်ပြီးတော့သိပါတယ်ရှင်ကြီးဘာဖြစ်လဲပြန်လဲတိဆောက်ရေးနေတယ်ကြောင်းနေအကုန်အစိုးရဌာနဆိုင်ရာရဲ့ဝယ်တယ်အဲ့ဒါအစိုးရသွားမယ်အစိုးရရဲ့တာဝန်ဝတ္တရားတွေရဟမ် င်းတို့အစိုးရအဝေးမတက်လို့ရန်ဖြစ်နေကြအောက်ဖဲလန်နေကြဟမ်မင်းတို့အချင်းချင်းတက်ရင်အစိုးရတောင်းရင်ဟိုနိုင်ငံရဲ့အစိုးရနေရာပြေးမယ်ဆိုတော့မင်းတို့မရအောင်တိတိတိမရအောင်အဲ့ဘယ်လိုမျိုးအချင်းချင်းတော့မတက်ရအောင်အောက်ဖဲလန်နေကြပြောလိုက်တယ်ဖေရီယာဘာသာမချောက်ဒီမိုကရေစီဘာသာမချောက်ဘယ်လိုမျိုးကြည့်ငုံစဲငါမင်းသားမလို့ရရင်ပမာကြီးဒါနဲ့ထိုးပေါင်းမယ်ဆိုတော့စောက်သုံးမကြတဲ့စောက်ရင်ချင်းပြည့်ရကောင်လေးလှုပ်ရလူရောရှိတယ်အကောင်းဆုံးရှိမှချင်းနဲ့ပြန်ရတယ်ဘာဖြစ်သွားလဲအယောင်တက်သွားတယ်ဟာရောကောင်းဆုံး ချစ်တာနဲ့နှိမ့်တာလည်းမတူဘူးတန်ဖိုးရှိရင်တန်ဖိုးထားရတာငါတို့ဘာလို့ရန်နေချင်းနေမပြောလဲငါတို့ခေါင်းတော်ဘုံကြီးထိကြမှာဆိုလို့တန်ဖိုးထားတာဟုတ်ပြီလားမသိဟုတ်ပြီလားမသိမင်းတို့ဆဲဆိုတယ်ဆဲမိတဲ့ဟုတ်ပြီနော်ဟာပူဆိုးတဲ့ဆဲနေတဲ့စသားတွေဆဲအချင်းချင်းလုံးဆဲကောကြည့်လိုက်စသားတွေဒါပေမဲ့စသားတွေအချင်းချင်းကြတော့ရောက်ရောက်ဝင်တော့ကျွန်တော်ကပြောင်းဘာချန်တော့ဆဲဆိုရနေတယ်ဘင်းကလူတွေဝိုင်းကြည့်နေကြတယ် အဲ့ဒါစစ်သားချင်းမလို့နော်ခင်မင်းကြီးတဲ့အာနော်ဘယ်လိုပြောမလဲဆိုအသက်ပြီးပြီးချစ်ကြရတဲ့ငငယ်ချင်းတွေမလို့ဒါအတူတူစင်စင်မလို့ဒါမှမရင်ဆိုင်ဘူးမင်းတို့လို့မရင်ဆိုင်ဘူးနော်အဲအဲ့ဒါလေးပြောချင်တာပေါ့နော်အဲ့ဒါကနိုင်ငံရေးအတူနေပေါ့ဘာရဆက်ဖြစ်လာနိုင်လဲဆက်ဆက်လက်စောင်းရောရှိသားပေါ့နော်အဲ့တော့မိကအာဆီယံဟောရနိုင်ငံလည်းဖြစ်တယ်လက်ရှိစူရတောင်ဝင်လာတယ်အာမလေးရှားနိုင်ငံဝင်ကြီးရောဘာကြောင့်လာလဲ အားလို့ရတဲ့ကောင်ကကျွန်တော်ခုပြောလို့လူတူးတယောက်တိလာဝိုင်းရေးဖြစ်ရှင်းနေဆိုတော့မှဟုတ်ပြီနော်အေးရေးလာလားအလေးရိုက်လဲဖို့ရှိတော့မရှိဘူးအဲ့ဒါလေးပြောချင်းတယ်နောက်တစ်ခုကကြောက်ပါလေဆိုတော့အေးအဲ့တော့တူတူများမေးကြတယ်ပေါ့နော်အဲ့ကျွန်တော်တို့လည်းသာပဲမြေစီးကြောက်စိတ်ဝင်စားတယ်စနေနေ့ကြောက်စိတ်ဝင်စားတယ်အောက်တန်းကပြောရင်တော့ဟိုစတော်နာမထောက်စီယုံသတင်းတွေကစစ်သက်သတင်းတွေကပါကျွန်တော် generation နဲ့ကြုံခံပေးမယ်။ဟုတ်ပြီနော်။ဟုတ်ပြီလား။အဲ့လိုစစ်သတင်းကြိုးပါတယ်ဆိုကျွန်တော် generation နဲ့ကြုံခံပေးမယ်။ ဟုတ်ပြီလားအခုသူတို့ပြောတဲ့ဟာရုပ်ရှင်မင်းသားတွေဟုတ်လားနော်ပညာပေးဇာတ်လမ်းလို့ရတယ်အခုကျမအေးဟာရှမ်းနေလို့ရှာတာဘာလို့မသိတာလဲအဲ့ဒါစစ်ပတ်သတင်းနေမဟုတ်စီရေးသတင်းနေမဟုတ်အရေးကြီးနိုင်ငံရေးကြီးလို့ရနော်အရာတွေမဟုတ်ဘူးလေမသိဘူးလားရှမ်းနေကြမှာပြောလိုက်ရင်စစ်ပတ်သတင်းနေစီရင်စီရင်သတင်းတွေပါနော်အဲအယုံတွေလိန်ခမ်းတယ်ပြောတိုင်းယုံတာလူပြေးလူမြန်လို့လို့လို့လူကောင်းတဲ့လူကောင်းတော့စဉ်းစားဖို့ပဲပိုင်းခြားဆုပ်ဖြတ်နိုင်တဲ့အသိဉာဏ်ရှိရတယ်ကိုယ်တိုင်ဆုပ်ဖြတ်နိုင်ခံပြလိုက်တိုင်ဆန်ပြလိုက် ငါရွေးချယ်တယ်လဲဟုတ်ပြီလားငါကိုယ်တိုင်ဆုပ်ရတာငါ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 လဲငါရှောက်တော့အဲ့တော့ခုလက်ရှိဒီနိုင်ငံရဲ့အရေးကြီးတဲ့နေရာအေးပေါ့နော်အဲ့တော့ချို့အေးနဲ့ပတ်သက်ပြောကြအော်ကျွန်တော်ပြောကျွန်တော်တော့တခုစစ်တပ်ကအစိုးရတောင်းယူထားတယ်ဟုတ်နော်ငါအစိုးရငါအစိုးရတောင်းယူရင်ငါလုံးချင်းလည်းလုံးမယ်ဆိုရင်အဲ့လိုအတွေးမျိုးနဲ့အဲတွေးပြီးတော့ပြောမယ်ဆိုရင်တခုလက်ရှိနော်အဲ့လူတို့လူပိနေပြောကြမင်းတို့ကြာရှုံးလာတာနောက်တော့ကြာနေသေးတယ်မင်းတို့ကြာရှုံးလာတာနောက်တော့ကြာနေသေးတယ်ဟုတ်ပြီလား မင်းစီးရင်ကံမယ်အဲ့လိုကြောင်ကြာရှုံးကနောက်တော့ကြာနေသေးတယ်အဲ့တော့စစ်တပ်ကစိုးရတောင်းဝင်ယူလာချိန်မှာအခုတောက်ထောက်ကြီးကြီးနေတာအဲ့တောင်မှတစ်ချက်မှမလုပ်ပါဘူးလို့ပြောတာအဲ့ဒါချို့သူနိုင်ငံလေးလာပြီးပြောတယ်ဘောင်လေးရဲ့အလုပ်လို့တာတစ်ချက်မှတော့မလုပ်ပါဘူးနိုင်ငံလေးစွတ်တင်နေဘောင်လေးရဲ့အလုပ်လို့ကကုံတောက်ထောက်ကြီးနေကြတာနိုင်ငံကအဲ့တော့ငါတို့ငါတို့ကောင်းဆောင်မင်းတို့တန်အောင်မတန်အောင်လို့ပြောတာမှန်တယ်တန်အောင်မတန်အောင်မင်းတို့နဲ့နော်တန်အောင်မတန်အောင်မင်းတို့နဲ့မင်းတို့ကောင်းလို့တန်အောင်တန်အောင်နော်အဲ့တော့အေးအဲ့ရေသားစကားရပြောမယ်အကျွေးပြန်ဆက်ပြီ ပုံမဆက်တင်ဘူးလားသွေးဝါတယ်မှာတမန်တော်ပေါအောင်နော်တမန်တော်တကယ်ဖြစ်ရင်တကယ်ခံရခံရနော်မေကြီးဖြင်းခံရအောင်လားမေကြီးကဘာကြီးကြွကြော်တာစစ်တပ်တမန်တော်ဘယ်ဘက်မှတိုက်နိုင်အောင်စကန်အောင်စစ်တပ်ကရောင်းတိုက်တာအဲ့နိုင်ငံရဲ့အရေးကြီးကဲကွာနိုင်ငံရဲ့တောင်းဝန်ယူဆတဲ့လူကြီးတွေကတော့ဝင်ပြီးတော့နိုင်ငံတော်ကြီးကြေးနေတာတန်းအဲ့တော့ကျမတို့တွေပြန်လဲရှင်းလင်းရုပ်ပြီးနိုင်ငံရဲ့အရေးကြီးနေရတယ်ကုန်သွယ်မှုလမ်းကြောင်းတွေအရင်ဆုံးရှင်းပါဦးအဲ့ဒါကိုကျွန်တော်နည်းနည်းပြောလို့ဘောကမှဖြစ်နေတာလေဖြစ်နေတာကိုအရင်ဆုံးလုပ်ပါတယ် အဲ့တော့ရေသားစုကတက်လာပြီအဲ့တော့ခွက်ပြောင်းသွားတယ်အေးတော့ပြီးအဖြစ်ခံရတော့မှာအဲ့ကိစ္စတွေကိုပြည်ပြည်ဝင်ရပြည်ခွက်ပြောင်းတော့မှာလေဒါချိုးအဖွဲ့အဖြစ်ခံရတော့မှာအဲ့ကိစ္စခဏလာရေသားစုကတက်လာပြီဒါရေသားဒီတော့စုကတက်လာပြီတမနာဖြစ်နိုင်ငံအချုပ်ကြာနေဒီလိုနေရာကြီးဆုံးရှုံးလာတယ်အေးရာဥပိ္ပကတူလာရရရရဒီလိုနာနာနေမိပြောမယ်ထင်လားမစင်းစားကြည့်စင်းစားကြည့်နိုင်ငံတရားဥပဒေရောနိုင်ငံအချုပ်ကြာတော့ပြန်သွင်းသေးပြီးမှဟုတ်ပြီနော်စတက်ကစတက်အလုပ်စတက်ပြန်လုပ်ပြီး အစိုးရနိုင်ငံအုပ်ချုပ်တဲ့အစိုးရတင်ပြလို့နော်တိုင်းအချုပ်ကြောင်တော့ပြန်သွင်းပြီဆိုရင်ကျွန်တော်မြင်တဲ့ပြောလို့နောက်ဆုံးပိတ်အိနေအလွယ်ကမ်းလေးပါအာစစ်သားကြီးခုချိန်မှာကာတင်းစားပဲကာတော့ဖေးဖေးမလာရဲဘူးမတိုက်ရဲဘူးမပြုတ်ရဲဘူးစစ်တပ်ကတကယ်တမ်းတိုင်ခိုင်နံတဲ့အဖွဲ့စည်းကြီးပြကြည့်စစ်တပ်ကတကယ်တမ်းတိုင်ခိုင်နံခိုင်နံမှာလည်းအဖွဲ့စည်းကြီးပြကြည့်အဲ့တော့2025ခုနှစ်ဝင်ဝင်ဝင်ပြောင်းလဲရအောင်လေကျွန်တော်ကျွန်တော်မိစေတယ်ကျွန်တော်ပြောခဲ့တယ်ဘာလို့ဖြစ်အဲ့တော့စစ်တပ်ဆိုတဲ့အဖွဲ့စည်းတွေမှာအရင်ဆုံးဘာလို့လဲ လူလက်လက်ခရံဖွဲ့စည်းပုံအရင်ဖြစ်တယ်မှာကျန်ဘယ်လက်လက်ခရံဖွဲ့စည်းပုံလဲနေရာဒေသတစ်ခုတိုက်တော့မယ်ဆိုလူလက်လက်ခရံဖွဲ့စည်းပုံအရင်ဖြစ်တယ်မိဘကအရင်ပြင်ဆင်ကျူတွေပြင်ဆင်အဲစစ်ဘက်လက်ဆိုအရင်သတင်းတွေထောက်လန်းနေအာမိမိဆိုရန်လေးစုဖွဲ့မှုတွေရန်လေးလှူရှာပုံအင်းအားတွေရာစားအခုခမှန်ပြီးမှာပလန်ချပြီးမှာစီမံချက်ရေးဆွဲပြီးမှာစီမံချက်နဲ့တိုက်တယ်မသေးရမရတာမလို့အဲနောက်ဆုံးဖိတ်အင်းနေလက်ခံတယ်အဲကျွန်တော်အဲလိုအမြင်ကျွန်တော်တို့အုံတော့ကျွန်တော်တို့တို့ရပြောမယ်ဆိုရင်အဲအစိုးရတက်လာပြီးရနောက်ပိုင်းမှာဖြစ်ဖို့များတယ်နော်အဲ့တော့ ပို့ပြီးတော့နောက်ဆုံးပြီးအိမ်နဲ့လွယ်ခံတဲ့အချိန်မှာတော့ပို့ပြီးတော့နော်အဖြစ်ခံလိမ့်မယ်အဲ့တော့စသားကြီးဘယ်တော့မှမလာနိုင်ဘူးမတိုက်နိုင်ဘူးစသားအေးရတော့မတွေ့ဘူးဆိုတဲ့မင်းတို့အတူရအဲ့လောက်ပဲလားမင်းရှေ့ကျူတွေးကြည့်ရနည်းနည်းနည်းရှေ့ကိုကျူတွေးကြည့်ဟုတ်ပြီလားမသိအဲ့တော့အဲ့ကြောင့်တော့မလေးတကယ်ချရတယ်ဆိုမလုံးနဲ့နော်တကယ်ချရတယ်လို့မလုံးနဲ့ဟုတ်ပြီလားမသိဘူး ဲ့တော့ကျွန်တော်တို့ကတော့မြင်ရတော့ဒါရေကောက်ပဲပြီးတော့အစိုးရတက်လာပြီးပြီနောက်ပိုင်းမှာอืมအေးအပြင်ခံမှုများတယ်ပေါ့နော်အဲ့လောက်ကျွန်တော်နေပြောချင်ပါတယ်အဲ့တော့အားလုံးပဲဒါမိတ်ဆွေတွေအမှန်တွေတည်ကြလဲပေါ့နော်